့မျိုးနွေစုတွေကြောင့်ကကီမီကောက်ဘရင်မင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးမယ့်စကားလေးကတော့2000ခုနှစ်ခေတ်ကထွက်ရှိခဲ့တဲ့ The Scorpion Kimmy ဖြစ်ပါတယ်ဒီစကားကကျမတို့ငယ်ဘဝကနာမည်ကြီးခဲ့တဲ့စကားဖြစ်ပြီးတော့သူတို့ကိုယ်တိုင်ပါဝင်သေုပ်ဆောင်ထားတဲ့စကားကြီးပဲဖြစ်ပါတယ်ဒီစကားရဲ့မှာတော့လူမျိုးစုတွေရဲ့အကြောင်းနဲ့ပိရမစ်ခေတ်ကအကြောင်းတွေကိုပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်မြို့တုံးပျောက်ကွယ်ပြီလို့နာမည်ရှိခဲ့တဲ့လောက်ကျန်တက်ဖြတ်သမားအာဂေတီလူမျိုးတယောက်ရဲ့ ခွန်အားတတိတွေကြောင့်မျိုးနေစုတွေကြောက်လန့်ရတဲ့ဘီယင်ကိုဖြိုခွဲခဲ့တဲ့အကြောင်းချိန်ကူးပြသထားတာပဲဖြစ်ပါတယ်။အရှင် Adventure အမျိုးအစားဖြစ်တဲ့ဒီဇာကားကဘယ်အချိန်ပြောင်းကြည့်ကြည့်မယိုးရတဲ့ plot နဲ့ရိုက်ကူးထားတာဖြစ်လို့အတူတူကြည့်လိုက်ရအောင်ပါ။ဇလန်ရဲ့အဆောင်မှာတော့ဒူရဇူးက Babylonian နဲ့ Mesopotamian တွေကိုတတ်ဖြတ်ပြီးတော့ဂုံစာနေကြပါတယ်။ဒါပေမဲ့သူတို့ကဘရော့ကောင်မှအာဂီရီတယောက်ကိုတတ်ရတဲ့အရာတာကိုမသိသေးဘူးလို့ပြောနေရင် ခေါင်းဆောင်ဖြစ်သူကချက်ချင်းဆိုသလိုတိမ်မာချီပြီးတော့ဖန်ထားတဲ့အာဂီရီစီသွားနေပါတယ်။အရင်နောက်မှာတော့အဖမ်းခံထားရတဲ့အာဂီဒီကအကြောက်အလန့်မရှိပြန်ကြည့်ရင်သူ့ညီသူ့ကိုလာကဲမာကိုယုံကြည်နေပါတယ်။တိတ်မကြခင်မှာပဲအာဂီရီနောက်ထပ်တယောက်ကခိုးဝင်လာပြီးတော့သူ့အကူကိုကဲတင်မှုလက်နက်အပြည့်အစုံနဲ့စတင်တိုက်ခိုက်ပါတော့တယ်။အာဂီရီတယောက်ကျူးကျော်တာခင်ရတဲ့နောက်မှာတော့လူအုပ်ကြီးကကြောက်လန့်တကြားနဲ့ထွက်ပြေးပြီးတိုက်ခိုက်တဲ့သူကတိုက်ခိုက်ကြပါတယ် ဒီလိုနဲ့ပဲအာဂရီလူမျိုးတယောက်ထဲနဲ့တစုလုံးကိုတိုက်ခိုက်ပြီးနောက်မှာသူ့ရဲ့အကိုကိုကယ်တင်ခဲ့ပါတယ်။တကယ်တော့ပိရမစ်ခေတ်တည်းမတိုင်ခင်ကကျောက်ဆရာကောင်းတဲ့တောင်ချမ်းသူတွေဟာအရှိတ်ပိုင်းကနေဝင်လာပြီးတော့မတိုးတက်သေးတဲ့နေမျိုးတွေကိုဖျက်ဆီးသိမ်းယူခဲ့ကြပါတယ်။ကမ္ဘာပေါ်မှာအတော်ဆုံးဒါသမမန်နွန်ဟာဘေးရင်ကိုစန့်ကျင်ပြီးနေမျိုးတွေကို သိမ်းပိုက်ခဲ့ပါတယ်။မန်နွန်ကသူ့ရဲ့လက်ပါစီတွေနဲ့အတူ သူ့ကိုစန့်ကျင်တဲ့ဘသူကိုမဆိုးတပ်ဖြတ်ပစ်ခဲ့ပါတယ်။မန်နွန်မှာကအစွမ်းထက်ပြီးတော့ ရှေ့ပြေးနမိတ်ကိုကြိုကြည့်နိုင်တဲ့မော်ဆရာရှိနေတာကြောင့်မျိုးနေစုတွေကအယံစိုးရင်လာကြပါတယ်ဒီလိုနဲ့ကြံရှိနေတဲ့မျိုးနေစုတွေကပေါင်းစည်းပြီးမန်နှုတ်ကိုအမြင့်ဖြုတ်ဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့မျိုးနေစုတွေကသူတို့ရဲ့မျောလင်းချက်အတွက်မော်ဆရာကိုတတ်ဖို့အာဂဲရီနေကိုဗရန်များ20နဲ့ငားခဲ့ပါတယ်မျိုးနေစုတွေအားလုံးကတော့တကယ်လို့အာဂဲရီတွေသာမော်ဆရာကိုတတ်နိုင်ခဲ့မယ်ဆိုရင်မန်နှုတ်ကိုတိုက်ခိုက်မိတ်တိုက်ပွဲမှာသူတို့ပါဝင်ပါမယ်လို့ခရီးပေးလိုက်ကြပါတယ် အရင်နောက်တော့အာဂိရီ၃ယောက်ဟာဗရမျော၂၀ကိုလက်ခံပြီးမန်နုစခန်းကိုအညနေအရောက်သွားကြပါတယ်။ဒီလိုနဲ့သူတို့၃ယောက်ကစခန်းကိုရောက်ပြီးဆိုရနဲ့အလဲတိုက်ခိုက်ကြပါတော့တယ်။လုံကျန်တစ်ဖြတ်တမပီသားတဲ့အာဂိတီရဲ့အငယ်ဆုံးလူတန်းကြီးကတော့သူ့ရဲ့ကလအုပ်ကနေတဆင့်ကျိုးသွဲပြီးရန်သူတွေရဲ့ဝင်းထဲကိုအရောက်သွားပါတယ်။ပြီးတော့နဲ့သူ့ရဲ့ရန်သူတွေကိုတယောက်ထဲထိုးကြည့်တက်ဖြတ်ပြပါတော့တယ်။အရင်နောက်မှာတော့အာဂိတီ၃ယောက်ကစုဝေးပြီး မော်စရာရှိတဲ့တဲကိုခတ်တွတ်ချင်းကပ်လာပါတယ်။ဒါပေမဲ့တဲစီကိုမယောင်မီတဲငယ်လေးတွေမှာတက်ကိုရီစောင့်နေပြီးသူတို့သုံးယောက်ကိုမျှရည်နဲ့ပြစ်ခတ်တိုက်ခိုက်ပါတယ်။အကုန်၂ယောက်ပါသွားတဲ့အခါမှာတော့မသဲရက်စ်တယောက်တဲတဲကိုဖောက်ဝင်ပြီးပုံမှုစူးစားပါတယ်။အဲဒီနောက်မှာတော့မသဲရက်စ်ကတဲရဲမှာမိမပြိုတယောက်ကိုတွေ့လိုက်ရပါတယ်။အဲဒီမိမပြိုကတော့မသဲရက်စ်သစ္စာဖောက်ခံရပြီလို့ပြောနေတာကြောင့်သူလဲမျှနဲ့အသိမ့်ချိန်ထားခဲ့ပါတယ်။ဒီလိုနဲ့မသဲရက်စ်က သူ့ရဲ့စိတ်ကိုမှော့စရာထမဖတ်နိုင်ခင်မှာအမြန်ဆုံးပါလာတဲ့လက်နက်တွေနဲ့ထုတ်ပြီးတော့တိုက်ခိုက်ပါတယ်။ဒါပေမဲ့လည်းသိမကြခင်မှာမန်နိုကိုရင်ထွက်လာပြီးတော့မန်နိုနဲ့အတူမျိုးနေစုခေါင်းဆောင်ရဲ့သားပါပါလာပါတယ်။အဲဒါကြောင့်မတ်သဲရက်လည်းသဘောပေါက်သွားပြီးတော့မျိုးနေစုခေါင်းဆောင်တက်ဆာပေါက်ခံရတာကိုသိသွားပါတယ်။မျိုးနေစုခေါင်းဆောင်ရဲ့သားကတော့သူ့ဖေရဲ့ခေါင်းကိုဖြတ်လာပြီးမန်နိုကိုမဟာမိတ်အဖြစ်သတ်မှတ်လိုက်တာပါ။အဲဒီနောက်မှာတော့မန်နိုကမတ်သဲရက်ရဲ့အကိုကြီးကိုခေါ်လာပြီးတော့ မတ်တရက်စ်ခါကြထိုးထားတဲ့ဓာတ်နဲ့တတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အကိုကြီးဖြစ်သူကတော့မတ်တရက်စ်ကိုလွတ်လပ်စွာအသက်ရှင်မှလို့လှမ်းပြောရင်းသူ့ရဲ့အသက်ကိုဒီတိုက်ပွဲမှာစတီးခဲ့ပါတယ်။မန်နော်ကမတ်တရက်စ်ကိုတတ်ဖို့ကြိုးစားနေပေမယ့်မော်ဆီယာကတော့မတ်တရက်စ်ဒီညတေးမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့မတ်တရက်စ်ကမန်နော်လက်နဲ့တေးရမှာမဟုတ်သလို မန်နော်အမိတ်နာခံတဲ့သူရဲ့လက်နဲ့ပါတေးရမှာမဟုတ်ပါဘူး။အဲဒီနောက်မှာတော့မန်နော်ဟာ လွင်တီးခေါင်ပြင်းထဲမှာလူတယောက်နဲ့အတူမြေမြုပ်ခံထားရပါတယ်။ဘာမှမရှိတဲ့ကွင်းပြင်ကြီးထဲမှာခေါင်းတလုံးသာဖော်ပြီးအမြုပ်ခံထားရတာပါ။လူတယောက်ကတော့မီးတုံနဲ့လိမ်ကောင်းချင်းတွေတဲကိုလိုက်ရှို့နေပြီးမီးပြောစိတ်တွေအိမ်ထဲကထွက်လာအောင်တမင်လုပ်နေတာပါ။အဲဒီနောက်မှာတော့မီးပြောစိတ်တွေတက်စီထွက်လာပြီးသူတို့ရဲ့ခေါင်းတွေကိုစားဖို့အာချိုမန်တက်ထွက်လာကြပါတယ်။အဲဒီနောက်တော့မြင်းတစ်ခုကသူ့ရဲ့အကွက်အတိုင်းရွှေ့ပြီးအဆောင်ကိုပျော်စိတ်စာဖြင့်ကျွေးလိုက်ပါတယ်။ ဒီလိုနဲ့မသဲရက်လည်းမြင်းတခိုးကိုလှမ်းအကူကြီးတောင်းပြီးတော့မန်တို့စခန်းကိုလည်းခေါ်သွားပေးမှမို့ရရဝေစုတဝက်ကိုလည်းခွဲယူပါမယ်လို့ဂတိပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့မသဲရက်ကသူ့ရဲ့စီးတော်ရင်လာကိုခေါ်ပြီးသူ့ကိုစာလက်စားချေဖို့မန်တို့စခန်းကိုပြန်သွားပါတယ်။တစ်ဖက်မှာတော့မန်တို့ကသူ့ရဲ့မော်ဆီယာမကိုအကြမ်းမြင့်ကြည့်ခိုင်းပြီးသူ့ရဲ့တက်တွေဘာဖြစ်နေပြီလဲဆိုတာမေးပါတယ်။ဒီလိုနဲ့မသဲရက်တို့ကတော့တဖြည်းဖြည်းခီးဆက်လာရင်းနဲ့ ဂိုမိုရာမျိုးစီရောက်လာကြပါတယ်။အဲဒီနောက်မှာတော့မသဲရက်စ်ကမျိုးတွေကိုဝင်ဖို့အတွက်သူနဲ့ပါလာတဲ့မြင်းတခုကိုလက်သီးနဲ့ထိုးပြီးမိအောင်လုပ်လိုက်ပါတယ်။ပြီးရနေအဆောက်တွေကိုဒီမြင်းတခုကိုဖမ်းမိလာပြီမလို့မျိုးတွေပေးဝင်ဖို့ပြောလိုက်ပါတယ်။အဲဒီနောက်တော့မသဲရက်စ်ကသူ့ရဲ့မိဆွေကြီးကိုရေးနဲ့နှိုးပြီးသူ့ရဲ့လာကိုကြိခိုင်းထားပါတယ်။ပြီးရနေမသဲရက်စ်ကမျိုးရဲ့ပပတ်လေးကိုလိုက်ကြည့်ပါတော့တယ်။အဲဒီနောက်မှာတော့ဂိုမိုရာရဲ့လမ်းညွန်ကလေးတစ်သက်ရောက်လာပြီးတော့ မတ်တရက်စ်အကူအညီလိုလားဆိုတာလာမေးပါတယ်။မတ်တရက်စ်ကမန်နိုရဲ့နန်းတော်အကြောင်းကိုမေးတဲ့အခါမှာတော့လမ်းညွန်ကောင်လေးကအဲ့ဒီအစားမန်နိုရဲ့ထောင်ကိုပဲညှို့ပြကြလိမ့်မယ်လို့ပြောပါတယ်။အဲ့ဒီနောက်မှာတော့လမ်းညွန်ကောင်လေးကချက်ချင်းဆိုသလိုမတ်တရက်စ်ရဲ့ဗရန်များ20ပါတဲ့အိတ်ကိုယူပြီးတော့ထွက်ပြေးသွားပါတယ်။ဒါပေမဲ့မတ်တရက်စ်ကချက်ချင်းပြန်မိသွားတာကြောင့်ဗရမ်များတလုံးပေးပြီးကောင်လေးကိုအကူအညီတောင်းလိုက်ပါတယ်။အဲဒီနောက်မှာတော့ကောင်လေးဟာရဲမတ်တွေရောက်လာတာကြောင့် မတ်တရပ်စ်ကိုပုံမှုနေရာစီကိုခေါ်လာပါတယ်။အဲ့ဒီအခန်းထဲမှာတော့မော်ပစ္စည်းတွေကိုဖန်တီးနေတဲ့အဖိုးကြီးတယောက်ကိုတွေ့ရမှာဖြစ်ပြီးမတ်တရပ်စ်ကတော့ဘာကိုမှစိတ်ဝင်စားပဲမန်နုံကိုတတ်ဖို့သာအာရုံရောက်နေခဲ့ပါတယ်။တကယ်တော့အဲ့ဒီအချိန်မန်နုံကလက်ကျင်ရွေးကွင်းထဲမှာရှိနေခဲ့တာပါ။အဲ့ဒီနောက်မှာတော့မတ်တရပ်စ်ကသူ့ကိုကူညီတဲ့ကောင်လေးကိုဗရံများတစ်လုံးလက်ဆောင်ပေးပြီးမန်နုံရှိရာစီကိုသွားခဲ့ပါတယ်။ဒီလိုနဲ့မတ်တရပ်စ်ကလက်ကျင်ရွေးကွင်းထဲကမန်နုံကိုတတ်ဖို့ မြားနဲ့ချင်းရင်နေတုံးမှာပဲမန်တို့ရဲ့အဆောင်တွေကလမ်းပြကောင်လေးကိုဖမ်းပြီးမန်တို့စီကိုခေါ်လာပါတယ်ပြီးတော့မန်တို့ကကောင်လေးရဲ့လက်ထဲကဗရန်မြားကိုယူသွားပြီးခိုးမှုရဲ့အပြစ်ဒဏ်ကို သိမှာပါလို့ပြောလိုက်ပါတယ်အရင်နောက်မှာတော့မန်တို့ရဲ့လက်ပါစီကကောင်လေးရဲ့လက်တစ်ဖက်ကိုဖြတ်ပစ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒီလိုနဲ့မသရက်စ်ကသူ့ရဲ့အဓိကပြတ်မှတ်ဖြစ်တဲ့မန်တို့ကိုပြစ်ဖို့စူးစမ်းနေပေမဲ့ကောင်လေးကိုတနာတဲ့စိတ်နဲ့ပဲလက်ပါစီရဲ့ပစိန်ကိုပဲအဓိကပြတ်မှတ်အဖြစ် ်တက်မလိုက်ပါတယ်။မန်နိုနဲ့သူ့ရဲ့လက်ပါစီရီဟာကျူကျော်သူဝင်ရောက်လာတာကိုသိပြီးတော့တဲကြီးမဲကြီးလိုက်ပါတော့တယ်။အဲဒီနောက်မှာတော့မတ်တဲရက်ကအခုနောက်တီထွင်ဆက်သက်တဲ့အဖိုးကြီးခန်းလေးကိုထပ်ရောက်လာပြီးသူ့ကိုထပ်ပေါက်ညုံမှုပြောပါတယ်။မတ်တဲရက်တယောက်ထပ်ပေါက်ပြောင်းရင် အဖိုးကြီးရဲ့နောက်ဆုံးတီထွင်ထားတဲ့ပစ္စည်းတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲဒါကတော့ပိုးဆောင်ရင်းမှာအယမ်းမြန်ဆန်နိုင်ပြီးစဉ်သက်ဖို့တော့ပြဿနာတက်နေပါတယ်။အဲဒီနောက်မှာတော့ရဲမတ်တွေရောက်လာတာကြောင့်မတ်တဲရက်လည်း ဘာကူမှမစင်စားတော့ဘဲချက်ချင်းဆိုသလိုပို့ဆောင်ရေးရင်မော်တက်ပြီးခလုတ်ကိုမျှနဲ့ပြစ်လိုက်ပါတယ်။အဲဒါကြောင့်ဒီဘက်ရဲတဲ့ကနေဟိုဘက်ရဲတဲ့ကိုရောက်သွားပြီးမန်နိုရဲ့အတုံးတော်ခံနေရကိုရောက်လာခဲ့တာပါ။အဲဒီနောက်မှာတော့အတုံးတော်ခံနေကဘက်တရက်စ်ကိုမြှုပ်ဆွဲတလို့လို့နဲ့လက်နက်ကရိယာတွေကိုယူထားပါတယ်။အဲဒီထဲမှာမှ အမျိုးသမီးတစ်ယောက်ကအခန်းထဲကမောင်ကြီးကိုတီးခတ်လိုက်တာကြောင့်လပားစီတွေရောက်လာပြီးမတဲရက်စ်ကို ဖမ်းမှုပြင်မာတော့တယ်မတဲရက်စ်တယောက်လက်နက်မရှိပေမဲ့ သူ့အားနေသူတိုက်ခိုက်နေရင်တိတ်မကြခင်မှာပဲလေ့ကျင့်ရင်ကွင်းတွေကတပ်သားတွေပါလိုက်လာပါတော့တယ်။အဲဒီနောက်တော့မက်တရန်စ်တယောက်ရဲတိုင်းပေါ်ကခုံချပြီးမော်ဆရာရှိရဲ့အခန်းထဲကိုရောက်သွားပါတယ်။ဂျဲမတ်တွေကလည်းတောက်လျှောက်လိုက်လာတာကြောင့်မက်တရန်စ်ကရိတ်ချိုးနေတဲ့မော်ဆရာနဲ့အတူရောက်ထဲငုပ်ပြီးရေမြောင်းပိတ်ကတဆင့်အပြင်ဘက်ကိုဖောက်ထွက်လာပါတယ်။မက်တရန်စ်ကတော့လူတွေကမော်ဆရာကိုတတ်ဖို့အတွက်သူ့ကိုငားထားတာဖြစ်ပေမယ့်အခုတော့အသက်ရှင်မှုနေရာကိုသာရှာနေတာဖြစ်လို့ သူ့ကိုစိတ်ပြောင်းအောင်မလုပ်ဖို့မော်ဆရာကိုပြောပြီးတော့ခေါ်လာပါတယ်။မြင်းတခိုးကလည်းမြို့ထဲမှာရဲမတ်တွေလှုပ်ရှားနေတာမြင်ပြီးတော့ကြောက်ကြောက်နဲ့လားကိုခေါ်ရင်းနဲ့ထွက်လာပါတယ်။ဒါပေမဲ့မြို့ပြင်မှာမတ်တယ်ရက်နဲ့မော်ဆရာကစောင့်နေတာဖြစ်လို့မြင်းတခိုးလေးသူတို့နဲ့ပူပေါင်းလိုက်ရပါတယ်။အရင်နောက်မှာတော့သူတို့သုံးယောက်ဟာ နမေကြီးနေတဲ့တေချင်းတောင်ကြားကိုသွားဖို့ထွက်ခွာလာကြပါတယ်။တစ်ဖက်မှာတော့မန်တော်ကသူ့ရဲ့အကောင်းဆုံးတပ်သားတွေကို ခေါ်ပြီးတော့မတ်တယ်ရက်ကိုတတ်ပေးတာနဲ့ မော်ဆရာကိုပြန်ခေါ်လာဖို့ဆုလက်တွေပေးပြီးမှာကြားနေပါတယ်။ဒါပေမဲ့လည်းမြို့ထဲမှာတော့မော်ဆရာပြောက်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးကောလာဟာလာတွေထွက်နေခဲ့ပါတယ်။မန်တော်ကတော့အဲ့ဒီလူတွေပါနှုတ်ပိတ်ဖို့စ조사နေပြီးသူ့ရဲ့တပည့်ကိုမသဲရက်စ်ကိုတတ်ဖို့ special များတစ်ချောင်းမှပေးလိုက်ပါတယ်။အရင်နောက်မှာတော့တိတ်ချင်းတောင်ကိုရောက်လာတဲ့သူတို့ဟာတညတာတဲခေါ်ဖို့အရင်ဖြစ်လာပါတယ်။မော်ဆရာကထွက်ပြေးဖို့စ조사ပေမဲ့မော်ဆရာရဲ့ခြေထောက်နဲ့မသဲရက်စ်ရဲ့ခြေထောက်မှာကျိုးချီထားတာကြောင့် ထွက်ပြေးလို့မရခဲ့ပါဘူး။မော်ဆရာကသူ့ကိုအကျဉ်းသားလို့ချုပ်ထားတဲ့မန်နိုစီကိုဘယ်တော့မှပြတ်သွားမှာမဟုတ်ပေ။သူ့ရဲ့လွတ်မြောက်ရာကိုသာရှာဖွေချင်တာပါ။မသဲရက်စ်ကိုတဲရဲမှာကုညီပေးခဲ့တာကလည်းမသဲရက်စ်တယောက်သေးကသာသူ့ကိုလွတ်မြောက်အောင်လုပ်ပေးနိုင်မယ်ဆိုတော့မော်ဆရာကသိထားခဲ့လို့ပါပဲ။မသဲရက်စ်လည်းခြေောက်ကကြိုးကိုဖြည့်ပေးလိုက်ပြီးအနေအမျိုးနဲ့ကောင်းနေတန်းစီစောင့်နေတာမလို့ပြေးချင်ပြေးလို့ပြောပြီးတော့ထားခဲ့လိုက်ပါတယ်။အဲဒီနောက်တော့မသဲရက်စ်တို့ခရီးလမ်းကိုရှေ့ဆက်ပါတယ်။ ဒါပေမဲ့တိမကွာသေးလားတဲ့နေရာကနေသူရဲတို့လိုက်လာတာကိုမြင်ပြီးတော့သူတယောက်တည်းထွက်တိုက်ဖို့စဉ်းစားပါတယ်။အဲဒီနောက်မှာတော့မသဲရက်စ်က မြင်းတစ်ခုနဲ့မော်ဆီယာကိုမုံတိုင်းအနေရလုံခြုံရတဲ့နေရာမှာထားထားပြီးသူရဲတို့ရှီယာကိုတယောက်တည်းထွက်လာပါတယ်။ဒီလိုမျိုးတယောက်တည်းထွက်လာတာကို မြင်တဲ့အခါမှာတော့သူရဲတို့ကမသဲရက်စ်ကိုရှော့တွက်မိပါတယ်။အဲဒီနောက်တော့မသဲရက်စ်ကမျက်လုံးကိုအဝက်စားနဲ့စီးပြီးတိုက်ပွဲတွေကိုဝင်ချသွားပါတယ်။ဒါပေမဲ့မသဲရက်စ်ရဲ့နောက်မှာ သဲမုံနိုင်ကြီးတလုံးပါလာခဲ့ပါတယ်။အဲဒီသဲမုံနိုင်ကရန်သူရီအတွက်တော့အတော်လေးအခက်တွေ့သွားစေပါတယ်။ဒီလိုနဲ့သူရဲ့နဲ့ဂျန်နီရဲ့လက်ပါစီတချို့ကတော့မမြင်မဆန်းတဲ့ဂူတစ်ခုတည်းကိုဝင်ပုံးကြပါတယ်။ဒါပေမဲ့အဲဒီဂူထဲမှာသဲရှင်နေရှိနေတာကြောင့်သူတို့ကိုဝါမျိုးသွားပါတယ်။သူရဲ့နဲ့တခြားသူတွေကသတိကြီးကြီးနဲ့ကြောက်တုံးနေပေါ်တက်နေလိုက်ကြပါတယ်။ဂူရဲ့အတွင်မန်ကိုရောက်လေလေအဖွဲသားတွေတယောက်ပြီးတယောက်တေးလေလေပါပဲ။နောက်ဆုံးတော့သူရဲ့တယောက်ပဲကျန်တော့တာကြောင့် အပြင်ကိုထွက်လာပြီးမသဲရက်စ်နဲ့တိုက်ခိုက်ပါတော့တယ်။ဒဲမုံတိုင်းကြီးပြီးသွားတဲ့အခါမှာတော့မသဲရက်စ်တယောက်ပြန်ထလာပြီးသူ့ပေါမှာသူ့ရဲ့ထိုးခဲ့တဲ့ special များကိုဆွဲနှုတ်လိုက်ပါတယ်။ဒိတ်မကြခင်မှာတော့မြင်းတခိုးနဲ့မော်ဆရာတို့ရောက်လာပြီးလဲကျသွားတဲ့မသဲရက်စ်ကိုခေါ်လာရပါတော့တယ်။တကယ်တော့အဲ့ဒီများကကင်မီကောင်အစိမ့်နဲ့တုတ်ထားတာဖြစ်ပြီးအခုဆိုမသဲရက်စ်ရဲ့တကောလုံးအစိမ့်တွေပြတ်နေပါပြီ။တကယ်လို့မသဲရက်စ်ကဒီအစိမ့်ကိုဖျက်ချော်နိုင်မယ်ဆိုရင်တော့ ခင်မီကောင်ရဲ့သွေးကသူ့ရဲ့သွေးကြောထဲမှာအမြဲလဲပတ်နေမှာပါအဲဒီနောက်မှာတော့မော်ဆရာမကလည်းမသဲရက်ရဲ့အစိတ်တွေကိုကုသပေးလိုက်ပါတယ်နောက်တည့်မှာတော့မသဲရက်အကောင်အတိုင်းပြန်နှုတ်ထလာခဲ့ပါတယ်မသဲရက်ကတော့မလန်းမကန်းမှာရှိနေတဲ့မန်နိုရဲ့အချက်ပေးငှက်ကိုတွေ့တဲ့အခါမှာသူ့ရဲ့လေဘင်းကဆွဲကြိုးကိုဖြုတ်ပေးပြီးငှက်နဲ့ထည့်ပေးလိုက်ပါတယ်အရင်နောက်မှာတော့မန်နွန်ကသူ့ရဲ့တက်သားတွေရှိမှအလုံးအစီပြင်းချင်အောင်စောင်းလိုက်ပါတယ် တကယ်တမ်းမှာတော့မန်နွန်ကသူ့ရဲ့မဟာမိတ်ကိုမကြခင်မော်ဆီယာမနဲ့မက်သဲရက်စ်တို့ဒီကိုရောက်လာလိမ့်မယ်လို့ပြောလိုက်တာကြောင့်အားလုံးပြင်ဆင်မှုလုပ်ရပါတော့တယ်။အဲဒီနောက်မှာတော့မက်သဲရက်စ်မော်ဆီယာမနဲ့မြင်းတခိုးတို့ရှေ့ဆက်လာရင်လမ်းမှာတီထွင်ဖန်တီးတက်တဲ့သိပ္ပံပညာရှင်ဘိုးတော်နဲ့တွားဆုံပါတယ်။အဖိုးကြီးကလည်းသူ့ရဲ့တီထွင်ဖန်တီးထားတဲ့ပညာရပ်တစ်ခုကိုဒီကနာရမှာလာရောက်စံသက်နေတာပါ။စံသက်မှုကိုအောင်မြင်တဲ့အခါမှာတော့အပျော်ကြီးပျော်ပြီးထောက်အောင်လိုက်ပါတယ်။ ဲ့ဒီနောက်မှာတော့အဖိုးကြီးကမော်ဆရာမြောက်ကိုတွေ့သွားပြီးတော့သူ့ရဲ့အောင်မြင်မှုကိုလာကြည့်ဖို့ခေါ်လိုက်ပါတယ်။တထွန်းသူအဖိုးကြီးကတော့သူ့ရဲ့တရုံနည်းပညာမော်ပေါနာကိုမော်ဆရာမကိုပြောပြနေပါတယ်။တကယ်တော့အဲ့ဒီနည်းပညာကိုအသုံးပြုဖို့အတွက်တကယ်တမ်းကအစားလိုအပ်နေတာကြောင့်ဒီလိုကန္နာရမှာလာရောက်ဆန်းတက်နေတာပါ။အဲ့ဒီနောက်မှာတော့အဖိုးကြီးကကန္နာရကနေခီးနှင်လာရတဲ့သူတို့ကို ရေစာနေလားလို့မေးလိုက်ပါတယ်။ပြီးတော့တိတ်ကိုလှပါတဲ့ OA စီရိုင်ရှီယာကိုခေါ်လာပြီး သူတို့ကိုရေတောက်စေပါတယ်။သူတို့ကအပန်းဖြေနေတော့ခြေကံပေးမှာလူရိုင်းတွေဝိုင်းနေပါတယ်။ပြီးတော့သူတို့ကိုဖမ်းပြီးလူရိုင်းတွေရှီယာကိုခေါ်သွားပါတယ်။အဲဒီနောက်မှာတော့ရွာထဲမှာမတဲရက်စ်ကသူ့ကိုကူညီခဲ့တဲ့လမ်းပြကောင်လေးနဲ့သွားဆောင်ပါတယ်။ရွာရဲ့ကောင်းဆောင်ကတော့သူရဲ့ရွာကလှုပ်အပ်ချက်တွေနဲ့ထိမ့်သိမ်းထားတာမလို့သူတို့တွေကိုတပြက်မှသာလှုပ်အပ်ချက်တွေမပေါက်ကြမှာလို့ပြောလိုက်ပါတယ်။မြင်းတခုံးကတော့သူတို့ဒီနေရာကိုဘလို့ရောက်လာတာလဲတောင်မှမမှတ်မိတော့တာကြောင့် နောက်ပြန်လှည့်ပြီးပြန်ထွက်သွားပြီးမိလို့ပြောလိုက်ပါတယ်။တကယ်တော့ဒီနေရာကမန်နိုးရဲ့အရန်သူတွေအားလုံးစုစည်းရနေရဖြစ်ပြီးအားလုံးကစီးလုံးနေမှာဖြစ်မှာပါ။အဲဒီနောက်တော့ခေါင်းဆောင်ကချက်ချင်းဆိုသလိုမော်ဆရာကိုသူ့ရှိခေါ်လာဖို့ပြောလိုက်ပါတယ်။အဲဒါကြောင့်မသဲရက်စ်ကတတိထားပြီးသူ့ရဲ့လက်နက်တွေကိုထုတ်ကောင်နတ်ဆရာမကိုကောက်ွယ်ပေးပါတယ်။အဲဒီနောက်မှာတော့ခေါင်းဆောင်နဲ့မသဲရက်စ်တို့ကစတင်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့နှစ်ယောက်အရှိန်ပြင်းပြင်းနဲ့တိုက်ခိုက်လိုက်တာကြောင့် သူတို့နှောင်းရဲ့ဓာရီကအပိုင်ပိုင်ပဲ့ပြီးကျိုးထွက်သွားပါတယ်။အဲဒီနောက်မှာတော့အပြင်းနဲ့သူတို့နှောင်းကတယောက်ကိုတယောက်ဒေါသတကြီးနဲ့တိုက်ခိုက်ကြပါတယ်။ခေါင်းဆောင်ကမသဲရက်စ်ကိုအနိုင်တိုက်ခိုက်ပြီးနောက်မှာတော့မသဲရက်စ်ရဲ့ကြောပေါ်ကိုခြေထောက်နဲ့နင်းပြီးအောင်ပွဲခံနေပါတယ်။ဒါပေမဲ့တိုက်ပွဲကမပြီးသေးပါဘူး။အဲဒါကြောင့်မသဲရက်စ်ကအတင်းကုန်းယုံထလာပြီးခေါင်းဆောင်ကိုစတိုက်ခိုက်ပါတယ်။သူတို့နှောင်းရဲ့တိုက်ပွဲကြောင့်လက်ဆရာမနဲ့ရွာသားတွေလည်းရင်တထိတ်ထိတ်နဲ့ကြည်နေရပါတယ်။ အဲ့ဒီနောက်တော့မသဲရက်စ်ကအနိုင်ရသွားပြီးခေါင်းဆောင်ကတော့အရှုံးနဲ့လက်ခံမှုပြောလိုက်ပါတယ်။မသဲရက်စ်ကသူတို့အားလုံးဟာမန်နိုနဲ့ပတ်သက်ရင်အားလုံးကတနင်္လာရီကညီကိုရီပဲလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ခေါင်းဆောင်ကတော့မသဲရက်စ်အခုလိုမော်ဆီယောင်မကိုခေါင်းဆောင်လာတာကသူနဲ့သူ့လူတွေအတွက်တည်ခြင်းတရားကိုခေါ်ဆောင်လာတယ်လို့ပဲလို့ပြန်ပြောပါတယ်။မသဲရက်စ်ကတော့မန်နိုကမော်ဆီယောင်မကိုရရင်တောင်မှပြန်လာနေဦးမှာမလို့ပုံနေတဲ့လောက်ပုံလဲမန်နိုကလိုက်ရှာမှာပဲလို့ အားလုံးကိုပြောလိုက်ပါရယ်မန်တော်ကတော့ဘယ်တော့မှရက်တက်မှာမဟုတ်သလိုသူတို့အားလုံးရဲ့နေမြေတွေကို သိမ်းပြီးသူတို့အားလုံးကိုတတ်သွားလိမ့်မယ်လို့ထပ်တရိပေးလိုက်ပါရယ်ခေါင်းဆောင်ကမန်တော်ကိုဘသူတားမလဲလို့မေးတဲ့အခါမတ်သဲရက်ကသူတယောက်တည်းကပဲမန်တော်တက်ကြီးရဲ့ရှေ့မှာမမမမဝင်တိုက်ခိုက်ပြစ်မယ်လို့ပြန်ဖြေခဲ့ပါရယ်အဲ့ဒီညမှာတော့မော်ဆရာမက သူ့စီရောက်လာတဲ့ကလေးတယောက်ရဲ့ခေါင်းကိုကင်လိုက်တဲ့အခါမှာတော့အကြောင်းအမြင်ရလာပါရယ်အဲ့ဒါကလေမန်တော်ကသူ့နောက်ကိုလိုက်လာပြီး ဒီလူတွေကိုရရဆက်ဆက်တပ်ပြစ်တာကိုပါမြင်ကွင်းတစ်ခုလုံးကမြားရီပြည့်နှံ့နေပြီးဒီမှာရှိတဲ့လူတွေကမြားရီစိုက်ပြီးမီးလောင်တိုက်သွင်းခံရသလိုပူလောင်ပြီးတော့တည်ဆုံနေကြပါတယ်ဒီမြင်ကွင်းကိုကြိုမြင်လိုက်ရတဲ့မော်ဆရာမကချက်ချင်းဆိုသလိုမတဲရက်ချီယာကိုသွားပြီးတော့မင်းတို့ကသူ့နောက်လိုက်လာရင်နဲ့ဒီကလူတွေကိုတပ်ပြစ်တော့မှာလို့ပြောပြလိုက်ပါတယ်ဘလိုပဲဖြစ်ဖြစ်တေးကြတာကတော့မန်တော်ကသူ့တက်ကိုလှုပ်ပြီးဒီနေရာကိုဥတီဝင်တိုက်ခိုက်တော့မှလို့မော်ဆရာမကတက်အပ်ပြောနေခဲ့ပါဗျ။ မတေရက်စ်ကတော့ဘလောက်ပဲအန်နီယေများများမန်တော်ကသူ့လက်နဲ့တေကိုတရားလိုက်မယ်လို့ပြောလိုက်ပါတယ်။အဲဒါကြောင့်မော်ဆီယာမားကမတေရက်စ်ရဲ့လက်ကိုကင်ရိုက်တဲ့အခါမှာရှေ့ဖြစ်တွေကိုစပြီးတော့ကြုံမြင်မာတော့တယ်။မော်ဆီယာမား၏အမြင်အာရုံလေးမှာတော့မတေရက်စ်ရောက်မန်တော်နဲ့ရင်ဆိုင်တိုက်ခိုက်နေတဲ့နေရာမှာတိုက်ပွဲကျသွားခဲ့တာပါပဲ။အဲဒါကြောင့်မော်ဆီယာလည်းစိုးရိမ်လို့တားပေမဲ့မတေရက်စ်ကတော့သူ့ကံကြမ္မာကိုသူ့ပဲဖန်တီးမယ်လို့ပြောလိုက်ပါတယ်။ ဒီလိုနဲ့ညတကောင်ရံမှာမော်ဆရာမကအိယာရဲကနေထလာပြီးအပြင်ကလာရှိရာကိုရောက်လာပါတယ်။ပြီးတော့လာကိုစီးပြီးဒီမျိုးရဲကနေထွက်ခွာသွားပါတယ်။အဲဒီနောက်မှာတော့မတ်တရက်ကလည်းခေါင်းဆောင်ရဲ့မြင်းကိုယူပြီးတော့မော်ဆရာမရှိရာဂိုမရာကိုလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒါကြောင့်ခေါင်းဆောင်က လိုက်တားတဲ့အခါမှာတော့မတ်တရက်ကသူ့ရဲ့မော်ဆရာမကဒီကလူတွေအားလုံးကိုကယ်ဖို့အတွက်နဲ့မန်နုကိုတယောက်တည်းရင်ဆိုင်မှုထွက်သွားတာလို့ပြောပြပါတယ်။အဲဒီနောက်မှာတော့ခေါင်းဆောင်က သူတို့လည်းမသက်ရက်စ်နဲ့အတူသွားပြီးတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တဖက်မှာတော့မန်နွန်ကဒီညအောင်ပွဲခံမှာမလို့အလုံးကိုပျော့ပျော့ကြီးစားတောက်ကြဖို့ပြောနေပါတယ်။အရင်နောက်တပ်သားတွေကရောက်လာပြီးမော်ဆယာမကသူတို့ဘက်မှာမရှိတော့တာကြောင့်စိတ်သက်ကြနေကြတဲ့စရိတ်အကြောင်းမန်နွန်ကိုလာပြောပြပါတယ်။မန်နွန်ကတော့မော်ဆယာမကရှိတာမလို့မဟုတ်တဲ့အတင်းပြင်းတွေမပြောဖို့တပ်သားတွေကိုတားလိုက်ပါတယ်။တပ်သားတွေကမော်ဆယာမကိုထုတ်ပြဖို့ပြောနေတာကြောင့်မန်နွန်နဲ့အခြေအတင်ဖြစ်ကြပါတယ်။ အဲ့ဒီချိန်မှာပဲမော်ဆရာမထွက်လာပြီးတက်သားရဲ့အရှိမရက်နေလိုက်တယ်။ပြီးတော့အောင်မွေးကြီးကိုမြင်တာကြောင့်မန်နွေရန်သူတွေက မန်နွေစီမှာသူတို့ကိုယ်တိုင်အညံ့လာခံကြတော့မလို့ပြောပါရင်အဲ့ဒီနောက်မှာတော့မြင်းတခိုးကလှဲကြီးမောင်းလာပြီးတော့ဂူမိုရာမြို့တွေကိုဝင်ဖို့စူးစားပါရယ်။ဒါပေမဲ့ဂိမ်မူးကတားပြီးတော့ဆစ်စေတဲ့အခါမှာတော့နောက်ခန်းထဲမှာဒီညအတွက်ပျော်ရော်ဆက်တွေကိုတွေ့လိုက်ရပါရယ်။တကယ်တော့အဲ့ဒီလဲထဲမှာပျော်ရော်ဆက်တွေပဲမဟုတ်ပေခေါင်းဆောင်နဲ့တခြားသူတွေပါလာခဲ့ပါရယ်။ အရင်နောက်မှာတော့မသဲရက်စ်ကလည်းတနီယာကနေဂိုမော်ရာမြို့ကိုဝင်ဖို့ခြံခိုတိုက်ခိုက်ပါတယ်။ပြီးတော့မသဲရက်စ်ကသူ့ရဲ့လူတွေကိုဝင်လို့ရအောင်မြို့ရိုးကလူတွေကိုတိုက်ခိုက်ပေးလိုက်ပါတယ်။တဖက်မှာတော့မန်နွန်ကမော်ဆီယာမကိုသူ့ခန်းထဲကနေစောင့်နေဖို့နဲ့သူတို့ဆွေးနွေးစရာရှိတယ်လို့ပြောလိုက်ပါတယ်။အရင်နောက်မှာတော့မန်နွန်ကစားပွဲပြီးပြီမလို့ချက်ချင်းအိယာဝင်ကြဖို့နဲ့မနှက်ဖြံမအောင်ပွဲယူမယ်လို့သူ့လူတွေကိုပြောလိုက်ပါတယ်။ပြီးတော့နေသူ့ရဲ့မဟာမိတ်ကို နန်းတော်အဆောင်တွေကိုစောင့်ကြည့်ဖို့မန်တော်ကတိတ်တိတ်ကလေးလာပြောပါတယ်။အဲဒီနောက်မှာတော့မသဲရက်စ်နဲ့သူ့လူတွေကမြို့ရိုးတကားကိုပိတ်လိုက်ပြီးတာမန်လူတွေလိုမြို့ရဲကျင်းလင်းကျက်စားနေကြပါတယ်။ပြီးတော့သူတို့ဟာသူတို့ရဲ့တာဝန်ကိုကျေဖို့အသီးသီးထွက်ခွာလာကြပါတယ်။အဲဒီနောက်မှာတော့မန်တော်ကမော်ဆီယာမကိုစကားပြောဖို့ရောက်လာပါတယ်။မော်ဆီယာမကဘာကိုမှမထိခိုက်ပဲဘေးမတည်ရမခပြန်လာနိုင်တာကြောင့်မန်တော်အယံအံ့ဩနေခဲ့ပါတယ်။ ။မော်ဆရာမကတော့သူကတစားကန်တသက်တာဖြစ်လို့သူ့မှာရှိသမျှမာယာကို ထုတ်သုံးခဲ့ရတယ်လို့ပြောလိုက်ပါတယ်။အဲဒါကြောင့်မန်နွန်က မော်ဆရာမကြည့်ခဲ့တဲ့သူ့ရဲ့အောင်ပွဲကိုသိပ်ပြီးတော့မယုံကျင်တော့ပါဘူး။ဒါကြောင့်မန်နွန်ကမော်ဆရာမကိုစံသက်ဖို့အတွက်စံသက်ချက်တစ်ခုလုပ်ပါတော့တယ်။စင်အိုရီကိုယူလာပြီးတော့အဲ့ဒီအိုရီထဲမှာအစိတ်ပြင်းမွေးတွေကိုထည့်စီပါတယ်။တစ်ဖက်မှာတော့တီထွင်သူအဖိုးကြီးဂျေဆုနဲ့မန်နွန်ရဲ့နန်တော်တွေကိုအလွယ်တကူဝင်ရောက်နှီးကိုခေါင်းဆောင်နဲ့မြင်းတခိုးတို့တွေ့သွားခဲ့ပါတယ်။ ီးတော့ပါလာရေးစစ်တီတော်မိန်ကလေးတွေကလည်းခေါင်းဆောင်တို့အစဉ်ပြေစီဖို့နန်းတွင်ဆောင်အမတ်တွေကိုတိုက်ခိုက်ပေးခဲ့ပါတယ်။တစ်ဖက်မှာတော့မန်တော်ကမော်ဆယ်မတ်ကိုလယ်နေတဲ့အိုးရီတွေက တလုံးကိုရွေးစီပါတယ်။အိုးလွတ်တလုံးမဲကျန်တော့တာကြောင့်မော်ဆယ်မတ်လည်းသတိထားရွေးရပါတော့တယ်။တစ်ဖက်မှာလည်းခေါင်းဆောင်ကတိုက်ခိုက်ရတော့မှမလို့ပျော်နေခဲ့ပါတယ်။သူကတော့သူ့စီကိုလာသမျှတပ်သားတွေအကုန်လုံးကိုဓာတ်တစ်ချောင်းနဲ့တုတ်တင်ရှင်းလင်းမာတော့တယ်။ပြီးတော့တီထွင်သူအဖိုးကြီးကလည်းသူ့ရဲ့ဖြက်လန်းကနေ နန်းတော်တွေဝင်မဲ့လမ်းကိုပြနေပါတယ်။အဲဒီနောက်မှာတော့အမောဆရာမကတတိထားပြီးအိုးကိုရွေးနေတာကိုမန်တော်တတိထားမိပါတယ်။မန်တော်ကတော့အမောဆရာမရဲ့မျက်လုံးထဲမှာအကြောက်တရားတွေကိုပဲမြင်နေရတာကြောင့်အစွမ်းတွေဆုံရှုံသွားပြီဆိုတာသိသွားပါတယ်။အဲဒီနောက်မှာတော့အမောဆရာမကမွေးရှိနေတဲ့အိုးကိုနှိုက်လိုက်ပြီးသူ့ကိုယ်တိုင်ဘရင်ဆုံးရဲ့ကံကြမ္မာကိုမြင်နေရတယ်လို့ပြောလိုက်ပါတယ်။အဲဒီလိုသူတို့နှစ်ယောက်ပြဿနာတက်နေတော့မှပဲမသဲရက်ကရောက်ချလာပြီးတော့မန်တော်ကိုတိုက်ခိုက်ဖို့ပြင်မာတော့တယ်။ မတဲရက်စ်ကတော့တူတီနီယာကိုကိုရန်ရောက်လာတာကမော်ဆီယာမကိုခေါ်ဖို့နဲ့မန်နိုခေါင်းကိုရဖို့အတွက်ပဲလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့မတဲရက်စ်နဲ့မန်နိုတို့ကသူတို့ရဲ့ဓာရီနဲ့အကျိတ်အနေတိုက်ခိုက်ပါတော့တယ်။တစ်ဖက်မှာလည်းခေါင်းဆောင်နဲ့အဖွဲ့သားတွေကတော့မန်နိုကိုထိုးနှက်ခြံစိမ်းနေပဲလက်ပါစီတွေကိုရှယ်တိုက်ခိုက်နေခဲ့ပါတယ်။ဒီလိုနဲ့မတဲရက်စ်နဲ့မန်နိုတို့တိုက်ခိုက်နေရင်ရုတ်တရက်အိုးရီကွဲသွားပြီးတော့အစိတ်ရှိတဲ့မျိုးတွေထွက်လာပါတယ်။အဲဒါကြောင့်မဲမတဲရက်စ်ကပြရာခတ်သွားပြီး မန်းတို့ကိုတိုက်ခိုက်ဖို့စိတ်ကိုတဖန်ပြင်ပြင်ဆင်ရပြန်ပါတယ်။တဖက်မှာလည်းတီထွင်သူအဖိုးကြီးနဲ့မြင်းတကူတို့ကသူရဲ့ဗလံအတိုင်းမော်ပေါင်တာနဲ့တိုက်ခိုက်ဖို့ပြင်ဆင်ကြပါတယ်။မန်းတို့နဲ့မတ်တရက်စ်ကတော့အခန်းထဲမှာတိုက်ခိုက်နေရင်အခန်းတစ်ခုလုံးမီးလောင်မြိုက်တဲ့အထိဖြစ်လာပါတယ်။မတ်တရက်စ်ခင်ဗျာမန်းတို့ကိုတိုက်ခိုက်နေရင်လည်းမွေရီရဲ့အန်နီယာကိုလည်းရှောင်ရှားရပါသေးတယ်။အဲဒီနောက်မှာတော့မန်းတို့နဲ့တိုက်ခိုက်နေရင်ရုတ်တရက်အဆောင်တွေဝင်လာတာကြောင့်မတ်တရက်စ်တယောက်ဂျာများရပြန်ပါပြီ။ မန်နုံကတော့အဝေးခလန်လမ်းမှာရပ်နေတဲ့မော်ဆရာမကိုတွေ့တဲ့အခါမှာတော့သူ့ရဲ့အဆောက်အအုံကိုတတ်ဖို့အမိန့်ပေးလိုက်ပါတယ်။အဲဒါကြောင့်မော်ဆရာမလည်းသူ့စီကိုအလုံးရင်းလာတိုက်ခိုက်နေတဲ့တပ်သားတွေကိုခုခံနေရပါတော့တယ်။မီးတွေတဟုန်ဟုန်တောက်နေတဲ့အခန်းထဲမှာတိုက်ခိုက်မှုအတန်တွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။သူတို့အားလုံးလည်းမန်နုံကိုနိုင်မှုအသေးအတန်တိုက်ခိုက်နေတော့မန်နုံကတော့ချက်ကောင်းကိုတွေ့သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့မန်နုံကမော်ဆရာမကိုတရားခံလို့ပြီးအပြင်ဘက်ကိုခေါ်ထုတ်သွားခဲ့ပါတယ်။ ဒေါအတွေ့ရဲ့မသဲရက်စ်ကလည်းချက်ချင်းလိုက်ဖို့လုပ်တဲ့အခါမှာတော့မဟာမိတ်ခေါင်းဆောင်က သူ့ဘေးမှာရှိနေတဲ့ဓာတ်လက်ကိုလှမ်းပေးပြီးမသဲရက်စ်ကိုအချက်ပြလိုက်ပါတယ်။ခေါင်းဆောင်ကတော့သူ့ရဲ့မဟာမိတ်ကိုတတ်ခဲတဲ့မျိုးနေစုရဲ့တာကိုလက်စားချေတဲ့အနေနဲ့တပ်ပြလိုက်ပါတော့တယ်။အပြင်ဘက်မှာလည်းမသဲရက်စ်နဲ့မန်နွန်တို့အသေးချေတိုက်ခိုက်နေကြပါတယ်။အရင်နောက်မှာတော့သူတို့နှစ်ယောက်ဟာဓာရီကို မီးရီနဲ့မြိုက်လိုက်ပါတယ်။ပြီးတော့မီးလောင်နေတဲ့ဓာရီနဲ့သူတို့နှစ်ယောက်အချင်းချင်းတိုက်ခိုက်ပါတော့တယ်။ အဲဒီနောက်မှာတော့အငိုင်းမိသလိုဖြစ်သွားတဲ့မသဲရက်စ်ကိုမန်နွန်ကအသေးသက်ဖို့ကြံပါတယ်။ဒီလိုနဲ့မော်ဆီယာမကြုံမြင်ထားတဲ့အတိုင်းမသဲရက်စ်တယောက်ညာနေအပြစ်ခံရဖို့ဖြစ်လာပါတယ်။အဲဒါကြောင့်ပဲမော်ဆီယာမကမသဲရက်စ်အစားအပြစ်ခံဖို့ဝန်ကားပေးပေမဲ့ကင်ဂျမာကပြောင်းမရတာကြောင့်မြားကမသဲရက်စ်ကိုပဲထိသွားပါတယ်။အဲဒီနောက်မှာတော့မသဲရက်စ်ကိုအပြတ်ရှင်းမဲ့လက်ပါစိရောက်လာတာကြောင့်နတ်ဆီယာမကဂျာရဲကနေတက်ပြက်လိုက်ပါတယ်။မသဲရက်စ်ကတော့ဇပွဲပေါ်မှာတင်ထားတဲ့လက်နက်ကိုမြင်ပြီးတော့ထလာပါတယ်။ တစ်ဖက်မှာတော့မသဲရက်ရဲ့လူတွေအခြေအနေမကောင်းတော့ပါဘူး။မသဲရက်တယောက်သူ့ရဲ့ကြောကမြားကိုဆွဲထုတ်ပြီးလေးနဲ့မြားကိုကောက်ကင်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့မသဲရက်ကမန်နုကိုမြားနဲ့အပြစ်မြင်းတခိုးတို့ကလည်းမှော့ပေါင်တာကိုမီးနဲ့ရှို့လိုက်ပါတယ်။အဲ့ဒါကြောင့်ပဲမြားအရှိန်နဲ့အောက်ကိုပြုတ်ကျသွားတဲ့မန်နံကတော့တခါရင်မီးလောင်တိုက်သွင်းတယ်လို့လောင်ကျွမ်းသိဆုံးသွားပါတယ်။ဒီလိုနဲ့အောင်ပွဲရီအပြီးမှာတော့တပြည်လုံးက မန်နုတပ်သားတွေဟာမသဲရက်ကိုအောပါပေးပြီးအယူအသိပေးကြပါတယ်။ ဒီလိုနဲ့ပဲအောင်ပွဲရပြီးနောက်မှာမတဲရစ်ရဲ့မဟာမိတ်ဖြစ်တဲ့ခေါင်းဆောင်ဘတ်တေစာတို့အုပ်စုလည်းသူတို့ရဲ့အယက်ဌာနေကိုပြောင်းဖို့ဖြစ်လာပါတယ်။မတဲရစ်ကတော့သူတို့နဲ့နေစီခြင်းပေမဲ့ဘတ်တေစာကသူ့လူတွေကိုပြန်ကြည့်ရမှာမလို့နှုတ်ဆက်ပြီးတော့ပြန်သွားပါတယ်။အဲဒီနောက်မှာတော့နတ်ဆရာမကလည်းမတဲရစ်ရဲ့ဘေးမှာပဲခါစားပြီးတော့မိဖုရားအဖြစ်နေပါတော့တယ်။တိုင်းပြည်ရဲ့အနာဂတ်ကလည်းကီမီကောက်ဘရင်ရဲ့လက်ထက်ကစပြီးငြိမ်းချမ်းခြင်းတွေစပြီးတော့ဖြစ်တည်လာပါတော့တယ်ရှင်။ ဇလန်လေးကတော့ဒီမှာရင်ပြီးဆုံးသွားခဲ့ပါပြီရှင်။နောက်များမှာလည်းအခုထပ်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးတွေကိုပုံမှန်တက်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို subscribe နဲ့အသစ်တင်တိုင်းတရားအောင်လေးဘေးနားနိုတီခေါင်းလောက်လို့နှိပ်ပေးထားခဲ့ကြပါအောင်နော်။အစောတိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရစေရှင်။